factory manager ရဲ့ production engineer ကိုခေါ်ပြီးတော့ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့စက်ရုံရဲ့ပြီးခဲ့တဲ့ရက်20เนาะထုတ်လုပ်ခဲ့တဲ့စံနှုန်းကိုကြည့်လိုက်တဲ့အခါမှာတကယ်တမ်းကျွန်တော်တို့သတ်မှတ်ထားတဲ့ထုတ်လုပ်မှုစံနှုန်းကဒီမြင်မှရှိနေတာဒါပေမဲ့တော်တော်များများဟာဒီမှာစံနှုန်းနဲ့ဝေးရာကိုတွေ့ရတယ်ပို့ပြီးတော့သိတာစေတာကဒီမှာတခုဒီမှာတခု အဲ့တော့ဒုတိယမြောက်ရက်နဲ့ပြီးခဲ့တဲ့နှစ်ရက်ကထုတ်လုပ်မှုမှာအဲ့ရာကြီးအများကြီးပဲတွေ့နေတယ်။เนาะအဲ့တော့ဒီမှာလည်းဖြစ်ရှိနေရှိနေတဲ့နေရာတွေတော့တွေ့ခုနေရှိနေဆိုလို့ရှိရင်ဒီပုံစံတိုင်းလာကျွန်တော်တို့ရဲ့စက်ရုံရဲ့ production သွားမယ်ဆိုလို့ရှိရင်ပစ္စည်းရဲ့နှုတ်မှမှာများလာမယ်။တော့ quality မမီတဲ့ပစ္စည်းတွေဈေးွက်ထဲကိုပါသွားမယ်ဆိုလို့ရှိရင် return တွေများလာတယ် ဒီချက်တွေများလာလိမ့်မယ်။ဒါဆိုလို့ရှိရင် protection မှာအရှုံးပေါ်လာနိုင်တာရှိတယ်။အဲ့တော့ကိုယ့်ရဲ့ protection line မှာနော်ဒီ truck တွေကိုကိုယ့်ရဲ့စံတက်မှတ်ပြီးတော့ခွင့်ပြုထားတဲ့နော် hot race ထဲမှာပဲဖြစ်နိုင်များအားလုံးကိုဝင်ဖို့တက်နိုင်ဆိုဒီ standard သတ်မှတ်ထားတဲ့စံနှုန်းနှားကိုပြန်ကပ်ဖို့အတွက် protection မှာပြန်ပြီးတော့ပြုပြင်ဖို့လိုအပ်လာပြီ။ ဘာတွေမှားတယ်လူတွေရဲ့အမှားလားစက်တွေရဲ့အမှားလားသို့မဟုတ် control လုပ်နေတဲ့အစီအမံ control စနစ်တွေမှာကွန်ပျူတာစနစ်တွေမှာ error တွေပေါ်နေတာလားသို့မဟုတ်ကျွန်တော်တို့သုံးနေတဲ့ထုတ်လုပ်မှုစက်တွေစီဟာအရေးပေါ့နော်သူတို့ရဲ့ဟိုစက်တွေရဲ့ calibration လုပ်ထားတဲ့ဟာတွေညာလွမ်းနေတာလားဆိုတော့ပြန်လို့အစ်စ်မှရပါ ဟုတ်ပြီနော်အဲ့ဒါလေးတွေကိုဒီတစ်ပတ်ထဲမှာပြန်ပြီးတော့ဆောင်ရွက်ရအောင်ခုကျွန်တော်တို့ဆက်ရမှာဆန်နာတခါလုပ်ပြီးကြ two box meeting ပြီးသွားပြီပြီးခဲ့တဲ့ရက်20မှာဆက်ရုံရဲ့ထုတ်လုပ်မှုမှာပြဿနာလေးတွေရှိတယ်ချွေးချက်တွေရှိတယ်ဆိုတာလေးကိုတွေ့ရလို့သက်ဆိုင်ရာဆက်ရုံတာဝန်ခံတွေနဲ့ production တောင်းရတဲ့ engineer တွေနဲ့ဒါအစီအစဉ်လုပ်ခဲ့တာ။အဲ့ဒီအစီအစဉ်မှာဆိုလို့ရှိရင်ထုတ်လုပ်မှု data ဘယ်လိုရှိလဲဆိုတဲ့ graph တွေကိုဒါဖော်ပြပြီးတော့အဲ့ဒီရနေပြီးတော့ပြောဆိုပြတာ။အဲ့ဒီ graph တွေထွက်လာအောင်ထွက်ကပြီးခဲ့တဲ့ရင်းနှီးဆက်ထုတ်လုပ်မှုမှာထုတ်လုပ်မှု error တွေဘာလို့ရှိခဲ့လဲဆိုတာကိုစမ်းစစ်ထားတဲ့ quality control ဘက်ကနေပြီးတော့ကောက်ထားတဲ့ data တွေကိုသုံးပြီးတော့တွက်ထားတာဖြစ်တယ်။အဲ့တော့ operation manager ဒီအနေနဲ့ ဒီလို production တွေမှာတာဝန်ယူရပြီးဖြစ်ဆိုလို့ရှိရင်အခုပြောတဲ့ data တွေเนาะအချက်လက်တွေဖိဖိဆိုတော့ကိုရှိနေဖို့လိုတယ်အဲ့ဒီ data အချက်လက်တွေကိုတွက်ချက်ပြီးတော့အခုလို graphic ကိုပေါ်ပြီးတော့ဒါလေ့လာဆက်သွယ်မှုတွေလုပ်ဖို့လိုတယ်အဲ့ဒီအတွက်ဘာလို့လာပြီးလဲဆိုရင် statistics လို့ခေါ်တဲ့စည်းရင်းပညာဘာသာရပ်ကိုလည်းအနေနဲ့ဒါလေ့လာသင်ထားဖို့လိုတယ်အသုံးချတတ်ဖို့ အဲ့ဒီစင်ရင်ပညာချက်တွေကိုသုံးပြီးတော့ quality control အတွက်အသုံးပြုတဲ့ method ကို statistical quality control ပေါ့နော်တကယ်လည်းပြောမယ်ဆိုရင် production control SPC စင်ရင်ပညာသုံးပြီးတော့ထုတ်လုပ်မှုတွေကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတဲ့အခါက operation manager တွေအတွက်ဒီကြောင်းကိုသိရမယ်ဘာသာရပ်တစ်ခုဖြစ်တယ်ဟုတ်ပြီဆရာတို့လက်တွေ့လုပ်ငန်းပြန်မှာလည်းအဲ့ဒီတိုင်းဆောင်ရွက်ရတာဖြစ်တယ် အခုလိုမျိုး control ချက်တွေကိုသုံးပြီးတော့ဘာလို့ score ထွက်လို့မှုမှာလစ်ဟာနေတယ်အမှားယွင်းနေရှိတယ်လေအရေးတွေမမီတဲ့ပစ္စည်းတွေပမာဏဘယ်လောက်ထွက်နေလဲဆိုတာကိုအချိန်ကြီးတိကျခြင်းအဖြစ် corrective action ကိုခေါ်ရဲအဲ့ဒီအမှားယွင်းတွေရော့သွားအောင်ကင်းသွားအောင်ဘယ်လိုပြန်လေပြုပြင်ဆောင်ရွက်ရမလဲဆိုတဲ့လုပ်ငန်းစဉ်ကိုချိန်ပြီးပြန်ဆနိုင်မှာဖြစ်တယ်အဲ့တော့ဘယ်လိုလုပ်တယ်လဲပေါ့ ဒေတာတွေဘယ်လိုယူသလဲပေါ့ဟုတ်ပြီနမူနာဆိုပါဆိုဒါဂျင်းပေါင်းပြီးထုတ်တဲ့စိတ်ယုံတရားတနေ့တနေ့ဂျင်းပေါင်းပြီးကအထွေတောင်းနဲ့ကြီထုတ်နေတယ်အဲ့တော့ထုတ်ကညဂျင်းပေါင်းပြီးတစ်ထွေဂျင်းတိုင်းကိုဒီအပြည့်အစည်းရှိသလားနော်ဒီအတိုင်းတာတွေမှားနေသလားအပောက်တွေကျော်နေသလားစစ်တွေပြုတ်နေသလားလိုက်ကြည့်နေလို့ဘယ်လိုပြီးတော့မလဲ အဲ့ဘာလို့ရလဲဆိုတော့ဂျင်းပေါင်းပြီးတနေ့4000ထုတ်ပဲဆိုလို့ရှိရင်4000လို့နိုင်စစ်တော့ဘူးနော်တနည်းကိုဘာလို့မလဲဆိုတော့အထက်20ကိုကောက်တင်ကောက်ကောက်ပြီးမှအဲ့ဒီအထက်20ကိုကိုစားပြပြီးတော့ဒါဆန်းစစ်မှုတွေလုပ်မယ်အဲ့တော့ထုတ်လုပ်တဲ့ပမာဏစုစုပေါင်း4000အတွက်နော်တနည်းကိုအထက်20 ကောက်တင်းကောက်ကောက်ပြီးတော့မှအဲ့ဒီကောင်ရဲ့အရေးသေးဘယ်လိုရှိလဲဆိုတာကိုစမ်းစစ်မယ်အဲ့ဒါကို statistics မှာနမူနာကောက်ွယ် sample လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့အဲ့ဒီအထင်၃၀ကိုဘယ်လိုယူသလဲမနေ့စရုပ်ပြောတာနဲ့ဘယ်လိုဖြစ်တဲ့အထင်ခင်းနေစရုပ်လက်တာလားညနေစရုပ်ဘယ်တော့ပိတ်ချန်ဒီမှာကောက်ယူတာလားဒါမှမဟုတ်လေအစီအလေးချိန်မှာအစီအလေးလိုကောက်လိုက်တာလားဆိုတော့မဟုတ်ဘူး ဥမာဆိုတော့စိတ်ရင်မှာ၈နာရီလေတယ်နော်၈နာရီလေဆိုလို့ရှိရင်ဘာလုပ်မလဲအထက်နေဆယ်ကို၈နဲ့စားလိုက်လို့ရှိရင်ထားပါတော့တနာရီကိုနှစ်ထည်နှစ်နာရီကို၅ထည်ကျင်းမယ်ဆိုပါဆိုအဲ့ဒါဆိုလို့ရှိရင်နာရီဘက်မှာထွက်လာတာတစ်ထည်ယူတယ်တနာရီမှာထွက်လာတာတစ်ထည်ယူမယ်တနာရီဘက်မှာထွက်လာတာတစ်ထည်ယူမယ်စသည်ဖြင့်ပုံမှန် time frame သတ်မှတ်ပြီးတော့နော်တနေ့၈ထည်တနေ့ကို sorry အထက်နေဆယ်အထက်နေဆယ်ဆိုအထက်နေဆယ်ယူလိုက်တယ် အဲ့လိုတနည်းကိုအထက်နဲ့ဆက်ယူပြီးတော့ရင်း20စာဆိုတော့အထက်400အဲ့ဒီအထက်400ကိုမှတစ်ချက်ဆန်းစစ်ပြီးတော့အခုလိုမျိုးเนาะ control grab တွေဆွဲထုတ်ပြီးတော့မှเนาะအဲ့ဒီဘဝကနေဆန်းစစ်ရတာဖြစ်တယ်အဲ့တော့အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ကုန်ဖိလုပ်မှုလုပ်ငန်းစီမှာပြောပြောနေတဲ့ quality control လုပ်တယ်ဆိုတာเนาะကိုယ့်ရဲ့ထုတ်ကို quality ညီလားမညီလားဆိုတာအခုလိုမျိုးဒါ inspection စစ်ဆေးမှုတွေလုပ်ရတာဖြစ်တယ်။အဲ့ဒီ quality control ပမာတွေကတင်လာတဲ့အချက်အလက်ကိန်းနဲ့မျိုးကဆရာတို့တွေကဒီ safe in ဒီပညာတွက်ချက်မှုတွေနဲ့ဆောင်ရွက်ပြီးတော့မှ control gap တွေကိုဆက်ပြီးတော့ထုတ်ပေါ်ရတာဖြစ်တယ်။နော်အဲ့ဒီလိုမျိုးဘယ်လိုကွန်ပျူတာပေါ်မှာဆောင်ရွက်ရသလဲဆိုတာကပြီးလို့ရှိရင် လက်တွေ့အတူလုပ်ကြမယ်နော်အဲ့တော့မေးစရာတစ်ခါရှိလာပြီဆရာလူတွေစစ်တင်မှာကရော error မရှိနိုင်ဘူးလားနော်သူတို့ကြောင့်ဖြစ်တဲ့အမှန်နဲ့အမှန်မဲ့ error လေးတွေပေါ့နော်ဟိုကအကုန်လုံးလက်စစ်နေရမှာလားဆိုတော့မဟုတ်ဘူးနော်ခုနကပြောတဲ့ထုံးလို့ဖို့အတွက်ရတာတဲ့စံရင်းအတိအကျဒီတိုင်းဖြစ်ရမယ်ဆိုတဲ့ဟာနဲ့နော် အမြဲနဲ့အများတွေးဖယ်တဲ့ဟာလေးကတော့ရှိစင်းရဲ့ပဲလေဒါကြောင့်မို့လို့အဲ့လိုတွေးဖယ်သွားတာကိုဇေယျရှင်လို့ခေါ်တယ်အဲ့ဒီဇေယျရှင်မှာနှစ်မျိုးရှိတယ် natural variation နဲ့ assignable variation ဆိုတာအဲ့ natural variation ဆိုတာဘာလို့ခဏလို့ဒီစိတ်ဝင်စားနေပြီးတော့ဂျင်မောက်ကြီးဝဲ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 နဲ့ထုတ်နေတယ်အဲ့ဒီမှာထပ်ပါတော့စက်ကတခုခု နော် error ဖြစ်သွားတယ်အဲ့ဒီအချိန်မှာမိသားလေးအဖြစ်ချက်ဖြစ်သွားပြီးဆက်ပြီးဖြစ်ချင်းဖြစ်သွားတယ်ဟုတ်ပြီနော်ကက်ဘင်ဖြစ်တဲ့လူကလည်းလက်လေးချော်ပြီးတော့0.1 centimeter လောက်ကြီးချုပ်သွားပို့သွားတယ်နော်နောက်ဆို zip ဘောင်းကြီးမှာ zip တက်တယ်အဲ့ဒီ zip တက်တဲ့စီမှာထားပါတော့ zip ကနော်နည်းနည်းလေးဟာဝါရမျိုးကြီးဖြစ်တတ်တယ်အဲ့လိုမျိုးဖြစ်ဖြစ်ဖြစ်တာရှိတဲ့ အသိန်းဆောင်ကိုတော့ဒါ natural variation လို့ခေါ်တာအဲ့ဒါကလက်ခံနိုင်တော့တယ်ပေါ့ဘာလို့ reject ဖြစ်သွားတော့တဲ့အထိဖြစ်သွားစေတဲ့ variable တွေကြတော့အဲ့ဒါကို assign level တတ်မှတ်ထားတဲ့ variation လို့ခေါ်တယ်ကိုကဘာလို့ပြရမလဲဆိုတော့ခုနပြောတဲ့ QC သမားတွေဟာအဲ့ assign level variation တွေကိုကြည့်နေရမယ်ဟုတ်ပြီနော်ဘောင်းရဲ့အရှည်ဟာထပ်ပါတော့53တဏှာတော့ကနော်53 cm ရှိရမယ်ဆိုလို့ရှိရင် ဘာဖြစ်မလဲ90ဒသမ1 okay လက်ခံတယ်90ဒသမ9လက်ခံတယ်ဒါပေမဲ့93ဒသမ5ဆိုတော့လက်မခံတော့ဘူးဟိဆိုတော့ဘာလဲ93စီမီတာရှည်ရမယ်ဆိုရဲ့ဘောင်းမီတစ်ထည်သည်ရှင်းရှင်းပါလေရှင်းပါနော်93စီမီတာကဆရာနမူနာဗနန်းတစ်ခုပြလိုက်တာဟောနော်93ဒသမ1ထက်တော့ကိုရှင်းလို့မဖြစ်ဘူးအဲ92ဒသမ ကိုယ်ထက်တော့တယ်ပြုပုံနေလို့မဖြစ်ဘူးဆိုတော့အဲ့ဒါကဘာလဲဆိုတော့ assignment တန်ဖိုးလေးတွေပဲနော်အဲ့ဒါဆိုတော့ပြောချင်တာလေအဲ့ဒီအရှိလေးက50နဲ့1တသမ9နဲ့53တသမ2ကြားမှာရှိရင်တော့ဒါလက်ခံနိုင်တဲ့အတွင်းရဆောင်ဒါလေးတွေနဲ့တတ်မှတ်ပြီးတော့မှဘုရားလိလာစမ်းစစ်မှုတွေကိုဆောင်ရွက်သွားမှာဖြစ်တယ်အရင်စိတ်ဝင်စားဖို့ကောင်းတယ်နော်ပညာရက်တစ်ခုဖြစ်တယ် အဲ့တော့ဘမာတုံးတယ်ဘယ်လိုတုံးတယ်ဘယ်လိုဘုဆောင်ရတယ်ဆိုတာအခုဒီမှာပြောပြီးသွားပြီအဲ့ပြီးလို့ရှိရင်နော်ကွန်ပျူတာပေါ်မှာ Microsoft Excel လို့ပြော data analysis လုပ်ရတဲ့ software ကဲဘယ်လိုတွက်ချက်ဆောင်ရရလဲဆိုတာကိုဆရာတို့လက်တွေ့ပိုင်းသွားမှာဖြစ်တယ်โอเค အဲ့လက်တွေကိုဆက်ပြီးတော့တို့ကြည့်ကြတာပေါ့ဟုတ်ပြီနော်